ဲ့နေ့ခမန်းချက်တွေရတွေ့မယ်ဆိုလို့ရှိရင်25ရဲ့26ရဲ့28ရဲ့မှာဆိုလို့ရှိရင်တော့ကပ်ပလီပင်လယ်ကနေဖြတ်ပြီးတော့မုံတိုင်းဟာမြောက်ဘက်ကိုစတင်ပြီးတော့ဥတည်တာတွေ့ရပြီးတော့28ရဲ့နေ့မှာတော့ဘင်္ဂလားပင်လယ်အလယ်ပိုင်းနဲ့ရောက်ပြီးတော့29 30မှာတော့အိန္ဒိယကန်ယိုရန်ကိုသွားမယ်လို့ကျွန်တော်တို့ခဏဦးခမန်းတွေ့ချက်ထားကြ28ရဲ့နေ့ရောက်တဲ့အခါမှာတော့အေအာဝတီတိုင်းရန်ကုန်တိုင်း ကြခိုင်တီနဲ့မကွေးတိုင်းမှာနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့အခြေအနေတွေမြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့သတိထားရမယ့်မိုးလေဝသသတင်းကို တင်ဆက်ပေးပါမယ်ရှင်မိုးစလဘလော့ကဦးထေးတင့်ရဲ့ခမ်းမ်းချက်အရကပလီပင်လယ်မှာ လေဆိုင်ဝဲဖြစ်ပေါ်လာတာဟာမင်္ဂလာပင်လယ်အော်မှာမုန်တိုင်းတစ်ခုဖြစ်လာဖို့အလားအလာများနေပါတယ် ဒီမုံတိုင်းဟာအိန္ဒိယဘက်ကိုဥတီသွားနိုင်ပေမဲ့သူ့ရဲ့အရှိန်ကြောင့်မြန်မာနိုင်ငံကရခိုင်ပြည်နယ်အေယာဝတီရန်ကုန်နဲ့တနင်္သာရီဒေသတွေမှာမိုးလေဝသအခြေအနေတွေပြောင်းလဲလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒီတစ်ပတ်အတွက်မုံတိုင်းခြေအနေနဲ့တက်ရောက်မှုအသေးစိတ်ကိုဆက်လက်နားဆင်ပေးကြပါဦးရှင်။မထောက်25ခုနှစ်နိုဝင်ဘာလ23ရက်နေ့တနင်္ဂနွေနေ့မနေ့ပိုင်းဂျိုလူကတိုင်းတာရရှိချက်တွေနဲ့ခန့်မှန်းချက်တွေကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေကပြင်ပြခဲ့တဲ့အတိုင်2025ခုနှစ်ဆောင်းလွဲကာလဟာလာနီညာဘက်ကိုဦးတည်တဲ့အနေအထားဖြစ်လာပြီလို့သတိပေးခဲ့သလိုပဲပစိဖိတ်သမုတ်တရာကလေစီကြောင်းဟာတောင်တရုတ်ပင်လယ်ကိုဖြတ်ပြီးတော့ထိုင်းနိုင်ငံတောင်ဘက်ကနေပြီးတော့မှဝင်တိုက်ခတ်ပြီးတော့မလေးရှားနဲ့ထိုင်းနိုင်ငံအလယ်မှာစတင်ပြီးတော့နေတိုင်းဝဲဖြစ်နေတာကျွန်တော်တို့တိုက်တာရရှိပါတယ် အဲ့ဒီလေစီးကြောင်းတဲ့အတူပါလာတဲ့ဒီအနီရောင်မြေနစ်တိမ်တွေကြောက်မလို့ကျွန်တော်ထိုင်းနိုင်ငံမှာအလုံးအလုံးရေတွေကြီးနေတယ်လို့ပဲဗီယက်နမ်မှာဆိုလို့ရှိရင်လူအသေးပျောက်ရှိတဲ့မိုးတွေတဲတဲမဲမဲရွာနေတယ်လို့ဖတ်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မြောက်ဖက်နဲ့အီကွေတာမှာရှိတဲ့အပူအေးဖလှယ်မှုကြောင့်ဖြစ်လာတဲ့လေစီးကြောင်းရဲ့တဲရောက်မှုဖြစ်တယ်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်ထို့အတူပဲမြန်မာပြည်မြောက်ဖက်အချမ်းမှာ တိမ်မြင့်နေနဲ့တိမ်နေနေပေါင်းဆက်နေတာဒိုင်းတာရရှိတဲ့အတွက်ကြောင့်မလို့မြန်မာပြည်မြောက်ဘက်ခြမ်းတချို့နေရာတွေမှာရေခဲမိုးစီးနင်းမိုးတွေကျနိုင်တဲ့အနေအထားကိုတွေ့ရလို့ပဲရှမ်းပြည်နယ်မှာလည်းအထူးသတိထားဖို့လိုပါတယ်ကျွန်တော်ဒီကနေ့လေတိုက်ခတ်မှုကိုနောက်ထပ်24နာရီကိုလှမ်းပြီးတော့ခမန်းကြည့်တဲ့အခါမှာဆိုလို့ရှိရင်လေဆိုင်ဝဲဟာဆက်လက်တည်ရှိနေရင်းနဲ့25ရက်နေ့မှာတော့ အပူပိုင်းမုံတိုင်းဂတိအဖြစ်ကိုစတင် ပြောင်းလဲသွားတာတွေ့ရှိရမှာဖြစ်ပါတယ်။လာမယ့်26ရက်နေ့မှာအဲ့ဒီလေဆိုင်ဝဲလေးရနေပြောမှာမုံတိုင်းအတွင်စတင်ကူးပြောင်းတာကိုကိုကိုကျွန်းနဲ့မလေးရှားဂျားကပင်လယ်မှာဖြစ်နိုင်တယ်လို့ကျွန်တော်တို့ခမှန်းတွက်ချက်ခဲ့ပြီးတော့အင်မတန်မှအားကောင်းတဲ့မုံတိုင်းအဖြစ်29ရက်နေ့မှာရောက်ရှိပြီးတော့ကိုကိုကျွန်းပတ်လယ်ကိုအနားမှာဗဟုပြုတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ မြမကံယောရမှာမုံတိုင်းအသွင်စတင်ကူးပြောင်းတဲ့တစ်ချိန်တည်းမှာပဲတောင်တရုတ်ပင်လယ်ဖိလစ်ပိုင်အနောက်ဘက်မှာလည်းဒေဇိုင်းဝဲရနေပြီးတော့မုံတိုင်းတရေစတင်ဖြစ်လာမယ်လို့ကျွန်တော်တို့ခန့်မှန်းရပါတယ်။နှစ်ဆက်ရှင်းနဲ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ထဲမှာဖြစ်လာမဲ့မုံတိုင်းဟာပုံမူအားကောင်းလာပြီးတော့မြမပြည်အောက်ပိုင်းဒေသမှာလေတိုက်ခတ်မှုတွေ ပြင်းထန်လာနိုင်တဲ့အာနေရရှိတာကိုကျွန်တော်တို့စတင်လေ့လာခံမှတ်တွက်ရှိရပါတယ်29 30မှာတော့မုံတိုင်းဟာမြမပြည်ကမ်းရိုးတန်းတလျှောက်မှာပြင်းထန်တဲ့လေစီးကြောင်းတွေဆက်လက်တိုက်ခတ်နေပြီးတော့ကျွန်တော်တို့ကနဦးခံမှန်းချက်အရအိန္ဒိယကိုတွားမယ်လို့ခံမှန်းရပြီမဲ့လေမြမပြည်ကမ်းရိုးတန်းကိုဘလို့တက်ရောက်မယ်ဆိုတာကျွန်တော်ဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်ဒါကမုံတိုင်းဖြစ်လာမယ်လေစီးကြောင်းရဲ့ သွားနိုင်တဲ့လားရောက်တွက်ပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့အပူရင်းဖလဲနိယာမအရဒီကနေ့ခမန်းချက်တွေရတွက်မယ်ဆိုလို့ရှိရင်25ရက်26ရက်28ရက်မှာဆိုလို့ရှိရင်တော့တပ်ပလီပင်လယ်ကနေဖြတ်ပြီးတော့မုံတိုင်းဟာမြောက်ဖက်ကို စတင်ပြီးတော့ဦးတည်တာတွေ့ရပြီးတော့28ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အလယ်ပိုင်းနဲ့ရောက်ပြီးတော့29 30မှာတော့အိန္ဒိယကာယိုရန်ကိုသွားမယ်လို့ကျွန်တော်တို့ခဏဦးခမန်း protect ထားကြပါတယ်။ဒီကနေ့23ရက်နေ့သတင်းတွေနေမှာဆိုလို့ရှိရင်တော့ဟာရိုင်ကိုဗဟုပြုတ်ပြီးတော့မိုးတွေသေးသေးမဲမဲရွာသွန်းတယ်လို့ပဲမြန်မာပြည်အထက်ပိုင်းကချင်ပြည်နယ်အထက်ဘက်နယ်စကိုင်းတိုင်းအထက်ပိုင်းမှာမိုးရွာနိုင်ပါတယ်။အဲ့ဒီရွာတဲ့မိုးတွေတဲမှာရေခဲမိုးရွာနိုင်လို့အထူးသတိထားဖို့လိုပါတယ်။24ရက်နေ့ရောက်တဲ့အခါမှာတော့မြန်မာပြည်တောင်ဘက်ကရနောင်ဒေသတွေမှာစတင်ပြီးတော့ မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်။ဒါကတော့25ရက်နေ့အနေအထားမှာဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့ကျွန်တော်ကော့တောင်ဒေသမှာမိုးများနေမှာဖြစ်ပါတယ်။26ရက်နေ့ဒေသမှာတော့လေဆိုင်ဝဲအားကောင်းလာမှုကြောင့်မလို့ကိုကိုဂျွန်းနဲ့မြမပင်လယ်မှာမိုးသီးထန်းစွာရွာသွန်းနိုင်တဲ့အတွက်ပင်လယ်အလုပ်သားများအတွက်အသိပေးသတိပေးလိုက်ကြပါထို့သူကျွန်တော်ဒေသမှာလည်းဆက်လက်ပြီးတော့မိုးရွာမှာဖြစ်ပါတယ်။ 29ရက်နေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့ရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းတနင်္လာရီတိုင်းတို့မှာနေရာကွက်ကြားမိုးရွာပြီးတော့အချို့နေရာတွေမှာမိုးကြီးနိုင်ပါတယ်28ရက်နေ့ရောက်တဲ့အခါမှာတော့အေရဝတီတိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်မကွေးတိုင်းမှာနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့အခြေအနေတွေထူးခြားရင်အားနည်းရရှိရင်ကျွန်တော်တို့ဆက်လက်ပြီးတော့အတိပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ YouTube ကို အနေကင်းဖို့အတွက်မျှဝေပေးကြပါထို့သူအတန်ဖိုင်ဖြစ်မိတ်ဆွေများကိုအတိပေးမယ်ဆိုရင်ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ download လုပ်ပြီးတော့မျှဝေနိုင်ပါတယ်ကျေးဇူးတင်ပါတယ်